အားလုံးမင်္ဂလာခင်ဗျာဒီနေ့ trading in the zone ကိုမြန်မာလိုဖတ်ပြတဲ့အပိုင်း3မှာအဒီနေ့ကျွန်တော်တို့ဟိုဒီ attitude survey လေးကိုအဆုံးသတ်ပါမယ် okay နောက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီဒီ trading in the zone ရဲ့ပထမဦးဆုံးဟိုကျွန်တော်တို့ content တစ်ပုဒ်ကို ပြန်ပြီးတော့စပါမယ်ဒီနေ့ကတော့ trading in the zone ရဲ့ survey ကို နောက်ဆုံးပိုင်းအနေနဲ့အပိုင်း3ကိုကျွန်တော်ဒီမှာဖတ်ပြပေးပါမယ်။ Okay အဲ့တော့16ကစမှာပေါ့နော်။မနေ့က16ပြီးသွားပြီဆိုတော့ဒီနေ့16ကကြာစမယ်။အဲ့တော့16မှာဘာပြောထားလဲဆိုတော့ကျွန်တော်တို့က sometime i just can't help feeling that i'm fitting off the market. ဆိုလိုတာကတခါတည်းရမှာကျွန်တော်တို့ဈေးကွက်ရဲ့တားကောင်ဖြစ်နေတယ်လို့ခံစားရတယ်။ဒါကလည်းကျွန်တော်တို့ beginner ဘဝမှာကျွန်တော်တို့ခံစားမှုပါပါ။ကျွန်တော်တို့ကအဝယ်ရင် तू ကကြတယ်ကျွန်တော်တို့ကရောင်းရင် तू ကတက်တယ်ဆိုတဲ့သဘောပေါ့နော်။အဲ့တော့ဒီဟာကိုလည်း disagree agree ဆိုရင် agree disagree ဆိုလို့ရှိရင်ကျွန်တော်တို့က agree ပါ။နောက်ခက်တစ်ခုကကြတော့ number 16ကကြတော့ when i trade i usually try to stay focused in one time frame ။ အဲ့တော့ကျွန်တော်တို့အယောင်းဝယ် trading ပြုလုပ်တဲ့အခါမှာအချိန်အပိုင်းခြားတစ်ခုတည်းမှာပဲ ion site နေဖို့ကြိုးစားနေရှိတယ်။ဒါကလည်းအဲကျွန်တော်တို့ကမှန်ပါတယ်ကျွန်တော်ကျွန်တော်တို့ဒီ time frame တစ်ခုတည်းပုံမှာပဲကျွန်တော်တို့ focus လုပ်နေရှိတယ်ပေါ့နော်ဒါလည်း agree or disagree ဆိုလို့ရှိရင်ကျွန်တော်တို့ agree ပါ okay နောက်တစ်ခုကကြတော့ number 19 number 19ကကြတော့ trading successfully requires a degrees of the mental flexibility for beyond the scope of the most people ဆိုတာကကျတော့ကျွန်တော်တို့ဒီ19အချက်ကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်ကျွန်တော်အောင်မြင်တဲ့အကြောင်းဝင်လုပ်နိုင်မှုအောင်မြင်တဲ့ကျွန်တော် trading လုပ်နိုင်မှုလူအများစုရဲ့စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲပြောင်းလဲမှုကပို့ပြီးတော့လိုအပ်တယ်ဆိုတော့ mentality ကကျွန်တော်တို့က flexible ဖြစ်နေဖို့ ဟိုဟိုကပို့ပြီးတော့လိုရတယ်ဆိုတာဒါကတော့အရင်အရေးကြီးတဲ့အချက်ပါမှန်ပါတယ်ကျွန်တော် mentally ရ psychology ကအရင်အရေးကြီးပါတယ် trading မှာအဲ့ဒီတော့ကြောင့်ကျွန်တော်တို့က agree ဆို disagree ဆိုလို့ရှိရင်အဲ agree ပါအဲ့တော့ဒီထဲမှာ trading နဲ့ပတ်သက်တဲ့ attitude သဘောထားတွေကိုကျွန်တော်တို့ကစစ်တမ်းအမ်ကောက်တဲ့အခါမှာကျွန်တော်ဒီအချက်တွေရတယ်ကျွန်တော်တို့ဟိုဘုဒ္ဓရအနေနဲ့ knowledge ရစရာအချက်တွေအများကြီးပါတယ်ဗျအဲ့ဒီတော့ကြောင့်ကျွန်တော်ဒီဟာလေးကိုလည်းတည်တည်ချာချာလေးကိုဟိုနားထောင်ပြီးတော့တည်တည်ချာချာလေးအေးပြောပြောစီချင်ဒီထဲမှာ experience ညီများစွာ ပါတယ်ဆရာတွေရဲ့ experience တွေများစွာပါတယ်ပေါ့နော် trader တွေရဲ့ experience တွေများစွာပါတယ်ဒီ attitude တွေမှာကျွန်တော်တို့ကအာကျွန်တော်တို့အခုကာလမှာ beginner ဘောမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါကိုခံစားမိမှာတော့မဟုတ်ဘူးပေါ့နော်အဲဒါပေမဲ့အချိန်အပိုင်းခြားတစ်ခုရောက်သွားရင်ဒါကိုဘာလို့ဘာလို့ပြောချင်တာလဲဆိုတော့ကျွန်တော်တို့ခံစားမိမှာဖြစ်ပါတယ် okay အဲ့တော့နောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့အာနံပါတ်20ပေါ့နော်နံပါတ်20ကကြတော့ဘာလဲဆိုတော့ there's a time when i can definitely free the uh, feed the flows of the market. However, I often have difficulty acting on these feelings. ဒါဘာလို့ဆိုလို့လဲဆိုတော့လက်မှတ်20ရကျတော့ကျွန် market ရဲ့ကျွန်တော် flow ပေါ့နော် market ရဲ့ flow ကိုကျွန်တော်တို့တိတိကျကျခန်းစားနိုင်တဲ့အချိန်တွေရှိတယ်။ဒါပေမဲ့အဲ့ဒီခန်းစားချက်တွေအတိုင်းအောင်လုံဆောင်ဖို့အတွက်ကိုကျွန်တော်တို့ခက်ခဲတဲ့အချိန်တွေရှိတယ်။ဒါကလည်းမှန်တယ်။ကျွန်တော်တို့ market မှာကျွန်တော်တို့ ဟိုဘယ်လိုဖြစ်သွားပြီဘာဖြစ်သွားပြီဆိုပြီးတော့ကျွန်တော် market action တွေကြီးတယ်ကန်နေတွေကြီးရဒါပေမဲ့အဲ့ဒီခန်းစားချက်တွေအဲကျွန်တော်ထင်မြင်ချက်တွေအတိုင်းလုံဆောင်မှုခက်ခဲတဲ့အခြေအနေလေးရှိခဲ့တယ်အဲ6ုံ6ုံဖြစ်ကဖြစ်တာဝင်ရဝင်ကောင်းမလားမဝင်ကောင်းမလားအာအာဒီ trade ကအဆင်ပြေပါမလားအဆင်မပြေပါမလားဆိုတဲ့6ုံ6ုံဖြစ်နိုင်ရရှိအဲ့လိုမျိုးအချက်တွေရှိရတဲ့ကြောင့်ကျွန်တော်က disagree ဆို agree ဆိုလို့ရှိရင်ကျွန်တော်က agree ပါ Okay နောက်ဆက်နှစ်ခုကကျတော့နံပါတ်22ကကျတော့ကျွန်တော်ဘာလို့ပြောချင်တာလဲဆို this many times what i have when I am in a profitable trade and I know the move is basically over but I still won't take my profits နံပါတ်27ကကြတော့ပါတယ်ကျွန်တော်တို့ကအမျက်ရနေတဲ့အယောင်းဝယ် trade တွေများရှိတယ်ပေါ့နော်ကျွန်တော်တို့ကအမျက်ရနေပြီးသားအယောင်း on trade ရှိတယ်ပေါ့အဲ့တော့အဲ့ဒီက market ကလှုပ်ရှားမှုပြီးဆုံးသွားပြီဆိုတော့သိနေပေမဲ့လည်းကျွန်တော်တို့ကအဲ့ဒီရနေတဲ့အမျက်ကိုမထုတ် သေးတဲ့အကျိမ်ပေါင်းများစွာရှိတယ်တဲ့အဲဒါကလည်းအဲကျွန်တော်တို့ဟိုမှန်ပါတယ်အဲ့တော့ကျွန်တော်တို့အကျိမ်မရသေးမျက်နေပြီမထုတ်ပေးအကျိမ်ပေါင်းများစွာရှိရဆိုတဲ့တော့ကျွန်တော်တို့က TPO မထီသေးဘူးဒါပေမဲ့ဒီကောင်မျက်နေပြီ market လှုပ်ရှားမှုကလည်းအဲကျွန်တော်နှိကွေးသွားနေပြီအဲဒါပေမဲ့ချို့နေရာမှာကျတော့ဒီနေရာမှာကျတော့ဒီ strategy အရကျွန်တော်တို့က TPO ဖြုတ်မယ်မဖြုတ်ဘူးရတဲ့ပတ်စံနဲ့တိမ့်မယ်မသိဘူးဆိုတော့ trader တယောက်နဲ့တယောက်တော့မတူဘူးဒါဒီဒီမိကုံးကကျတော့ကျွန်တော်တို့ အာ Stoller TV မဖြုတ်တဲ့ trader နဲ့ Stoller TV ဖြုတ်ပြီးတော့ trade တဲ့ trader နဲ့တော့ကွဲပြားခြားတာနေလေဒါကတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် TV ထိမှာပဲကျွန်တော်ထွက်တာဖြစ်တဲ့ကြောင်းဟိုဟိုကျွန်တော်အနေနဲ့သဘော disagree ပေါ့နော်အဲ့တော့ disagree TV ထိမှာပဲကျွန်တော်ကထွက်တယ်အဲထွက်တယ်ဆိုတော့ပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တယောက်နဲ့တယောက်တော့တူချင်မှတူမယ်ဒီမိကောင်ကတော့ โอเคနောက်ဆုံးတစ်ခုကနံပါတ်နံပါတ်22ကကြာတော့ no matter how much money i make in a trick i'm ready ever satisfy and i feel that i could have make more အဲ့တော့နံပါတ်22ကဘာပြောလဲဆိုတော့ trading မှာငွေဘလောက်ပဲရရကျွန်တော်တို့ပို့ပြီးတော့ရနိုင်သေးရလို့ခံစားရတဲ့အတွက်ခံစားရတယ်ပေါ့ဗျာအဲ့ဒါလေကျွန်တော်တို့ကမှန်တယ်ကျွန်တော်တို့လောဘပေါ့နော် greed ပေါ့အဲကျွန်တော် trading မှာငွေဘလောက်ပဲရရကျွန်တော်တို့ဒီထက်ပိုရနိုင်နေဆိုတဲ့ခံစားချက်က trader တိုင်းမှာရှိတယ် ဲ့ဒီတော့ကြောင့်ကျော်ဒီချက်ကိုလည်းကျွန်တော်တို့က agree ဆို disagree ဆိုလို့ရှိရင် agree ပါနံပါတ်20နဲ့3နောက်တစ်ခုပေါ့နော်နောက်ထပ်တစ်ခုနံပါတ်23က what i put a put what i put on a tray i feel i have a positive attitude and anticipate all of the money i could make from the tray in a positive way ဆိုလို့23မှာကျွန်တော်တို့အရောင်းဝယ် trading လုပ်တဲ့အခါမှာ အကောင်းမြင်အကောင်းမြင်တယ်လို့ခံစားရတာဒီအဲ့အယောင်းဝယ်ရတဲ့အကောင်းမြင်တဲ့နီးနဲ့ရနိုင်ပြငွေအားလုံးရနိုင်မှုမျှော်နေဆိုလိုတာကကြတော့ဒါကဘာလို့ဆိုလို့လဲဆိုတော့2023ကဘာလို့ဆိုလို့လဲဆိုတော့ကျွန်တော် trading လုပ်လိုက်လို့ရှိရင်အဲ့ trade တခုကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်က positive thinking အရင်ဖြစ်တယ်။ positive thinking အရင်ဖြစ်လို့ဆိုတော့ဘာလို့ဆိုတော့ဒီ trade ကိုနိုင်နိုင်လိမ့်မယ်ဆိုတဲ့အကောင်းမြင်စိတ်ကိုရှိရပါတော့။ အဲ့ဒီ account message ရှိရတဲ့ဒီ trick ကိုနိုင်နိုင်နဲ့ trick ကိုနိုင်နိုင်နဲ့တော့နိုင်နိုင်နိုင်ထင်လို့ပဲကျွန်တော်က trick ကို action ယူခဲ့တာပေါ့ဗျာအဲ့လိုမျိုး positive thinking တွေရှိတယ်အဲ့ဒီ positive thinking တွေရတယ်ရတဲ့ငွေအလုံးရနိုင်မှုကျွန်တော်တို့ကအများတန်းမျောလင့်တယ်လူရဲ့ psychology ရပါလို့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီအချက်ကိုလည်းသဘောတူလားမတူဘူးလားဆိုလို့ရှိရင်ကျွန်တော်ကတော့ agree ပါ okay နောက်ထပ်တစ်ခုကကြတော့နံပါတ်24ပေါ့နော်နံပါတ်24ကဘာကိုပြောကြလဲ the most important component in a trader ability to accumulate money over time is having a belief in his own consistency ရဲ့နံပါတ်24အချက်ကအချိန်ကျလာတဲ့အမြကျွန်တော် trader တယောက်ကငွေရှာနိုင်စွမ်းရဲ့အရေးကြီးဆုံးအစိတ်အပိုင်းကတော့ကျွန်တော်တို့ consistency ကိုယုံယုံကြည်တာပဲဖြစ်ပါတယ် okay ဒါကလည်းလုံးဝဟိုအရန်အရေးကြီးတဲ့အချက်ပါအဲ့တော့ trader တယောက်မှာ consistency မရှိလို့ရှိရင်လည်းအလကားပါပဲ focus consistency မရှိရင်လည်းအလကားပါအဲ့တော့ဒီအချက်ကသဘောတူတယ်မတူဘူးဆိုလို့ရှိရင်ဒီအချက်ကကြတော့ကျွန်တော်တို့သဘော တူရမှာပါ agree ပါ okay နံပါတ်25ကိုကြည့်လိုက်ပါဆိုဆိုရင် if we are granted a wish to be able to instantaneously uh, acquire one trading skill what skill would you choose ဒါတော့ကျွန်တော်တို့ပေးအောင်ရွေးချင်နေဆိုတဲ့ဘောမှာ25 25ကကြာတော့ကျွန်တော်တို့ trading ပြုလုပ်တဲ့ trading ပညာရဲ့တစ်ခုကိုဟိုချက်ချင်းယူမယ်ဆိုလို့ရှိရင်ねဘယ်ပညာရဲ့ကိုရွေးချယ်မလဲ trading ပညာရက် trading မှာရောင်းဝယ်ပညာရက်တခုကိုပေးမယ်ဆိုလို့ရှိရင်တဲ့ဘယ်ပညာရက်ကိုရွေးချယ်မလဲဆိုတာကိုကျွန်တော်တို့ရွေးခိုင်းတာပါအဲ့တော့ပညာရက်တွေက technically ကအများ fundamental ရွေးမလား technical ရွေးမလားနောက်တစ်ခုကကျတော့အဲ့ technical day မှာမှမ fibonacci ရွေးမလား price action ရွေးမလားအာဘောနော်တခြားအာ EMA တို့ဘာဘာ indicator တွေပတ်သက်တဲ့အဲပညာရက်ကိုရွေးမလားဒါအောင်ကျွန်တော်တို့တခုခုရွေးချယ်ရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဆိုရင်ဘာရွေးချယ်မလဲဆိုရင်ကျွန်တော်တို့က price action ကိုပဲရွေးချယ်မှာဖြစ်ပါတယ် okay နောက်တစ်ခုကကြောင်နံပါတ်26ပေါ့เนาะ I often spend spend or sleepless night worrying about the market အဲ့တော့နံပါတ်26အနေနဲ့ကျွန်တော်တို့ဈေးကွက်ကိုဈေးကွက်ကိုကျွန်တော်တို့ကဈေးကွက်အကြောင်းစိတ်ပူပြီးတော့ကျွန်တော်တို့အဲ့မပြောရဲညတွေမကြာခဏရှိရပေါ့နော်ကျွန်တော်တို့ trade လုပ်ထားတဲ့အဲ trade ဒီပုံမှာကျွန်တော်တို့အဲ့မပြောရဲညတွေရှိရဒါကတော့ trader အတိုင်းဖြစ်မယ်ကျွန်တော် stop loss ပဲချင်းရှိမလဲပဲချင်းထိသွားမလဲဆိုပြီးစိတ်ပူရဲညတွေရှိရပေါ့နော်ဒီဟာကတော့ကျွန်တော် trader အတိုင်းဟာ မဖြစ်မနေကြုံရမယ့်အအကြောင်းအရာတွေတခုပဲဖြစ်ပါတယ်အဲ့တော့ဒီပုံမှန်သဘောတူလားသဘောမတူလားဆိုရင်တော့ကျွန်တော်ကတော့ agree ပါသဘောတူပါတယ် okay အဲ့တော့ အာဒီ26အချက်ကိုပြောရမစို့အိမ်မပြောရညနေရှိရဆိုရဲဟာကအရင် beginner ဘွားလုံးကဆို I trade ပဲထားတာကြည်နေတာမျိုးရှိတယ်ဘလောက်ဘလောက်ရှုံးသွားပြီလို့ဘလောက်မြတ်သွားပြီလို့အဲ့ဒါပဲထားတာကြည်နေရှိတယ်အခုဆိုရင်တော့ကျွန်တော်တို့ထားမကြည့်တော့ဘူးကျွန်တော်တို့အိပ်ပြောသွားပြီအဲ့တော့ဘာဖြစ်ဘာဖြစ်လို့အိပ်ပြောရဲဆိုတော့ဒါကကျွန်တော်တို့ရဲ့အဲ allergy နဲ့လည်းဆိုင်တယ်ကျွန်တော်တို့ဒီ psychology နဲ့လည်းဆိုင်တယ်အဲ့တော့ကျွန်တော်တို့အရှုံးရှုံးခံနေတဲ့ပုံစံတစ်ခုမှဝင်ပြီးသွားပြီဆိုလို့ရှိရင် I trade ကိုကျွန်တော်တို့တိတ်တုံးတောင်လှဲ့ မကြည့်တော့ကျွန်တော်လက်ထိနဲ့ထိပစီပေါ့နော်အဲဒီခါလေးလေးမှကျွန်တော်တို့ဝင်ဝင်ကြည့်တာမျိုးပဲရှိတော့တယ်ပေါ့နော်အဲဒီတော့ကြောင့်ဒီနောက်ပိုင်းအိမ်ပေါ်ကတော့မရှိတော့ဘူးအရင်ကဆိုရင်တော့စိတ်ပူပြီးတော့ပတ်စံအဲပေါဝါမလားဆိုပြီးတော့ကြည့်နေရရတော့ရှိတာပေါ့ဗျအရင်တော့က beginner trader ဘောကဆိုလို့ရှိရင်အခုတော့မရှိတော့ဘူးဗျာโอเคနံပါတ်20ခုပေါ့နော်20ခုဆိုတာ do you ever feel compared to make a trade because you are afraid that you might miss off တဲ့20ခုကဘာပြောလဲဆိုတော့အော် ဝဲလွယ်ကျွန်တော်တို့လွဲချော်သွားမှ miss off ဖြစ်သွားမှကြောက်ကြောက်လို့အယောင်းဝယ်တစ်ခုကိုကျွန်တော်တို့စိတ်ပီအားပေးခံရတယ် pressure ပေးခံရတယ်လို့ခံစားရပါတယ်အဲ့တော့လွဲအယောင်းဝယ်တစ်ခုကိုလွဲချော်သွားမှကိုကြောက်လို့ စိတ်ဖိအားပြီး pressure ပေးခံနေရတယ်လို့ခံစားရမှာဒါလည်းခံစားရမှာပဲအဲ့တော့ရောင်းဝယ်တစ်ခုလှုပ်ထားတယ် trading တစ်ခုလှုပ်သွားတယ်လှုပ်ထားတာကို trading တစ်ခုလှုပ်ထားတာကိုကျွန်တော်ကလွဲချော်သွားမှာကြောက်နေတဲ့စိတ်ဖိအားပေးခံနေရတယ်ဆိုရင် trader တယောက်အနေနဲ့မဖြစ်မနေခံခံရမှာပါကျွန်တော်တို့ trading ကကျွန်တော် strike အများဆုံးပါ strike အများဆုံးလူမပင်ပန်းဘူးစိတ်တော့ပင်ပန်းတယ် strike အများဆုံးဖြစ်တယ်ငွေရတာလွယ်ကူသလိုငွေပြန်ပေးရတာလည်းလွယ်ကူတယ်အဲ့ဒီအတွက်ကြောင့်စိတ်ဖိအား pressure ကတော့တအားများပါတယ် အဲ့ဒီကြောင့်ကျွန်တော်ကဟုတ်လားမဟုတ်ဘူးလား yes or no ဒီမှာသူကမေးထားဆိုရင်ကျွန်တော်က yes ပါ okay နံပါတ်28ပေါ့နော်28ကကြောက်ပါဘလို့ဆို author is uh doesn't happen very often i really like a trait to be perfect what i make a perfect call is free so go that is make up for all of the time that i don't ဒါဘာလို့ဆိုလိုတာလဲဆိုတော့ ျွန်တော်တို့ဒီမှာ28ကပါလို့ဆိုတော့ကျွန်တော်အမြဲတမ်းတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့ trading တွေပြီးပြည့်စုံနေတယ်အဲဆိုတာပြီးတော့ပြီးပြည့်စုံနေတဲ့ဆုံးဖြတ်ချက်တကူချမှတ်နေတဲ့အပေါ်မှာကျွန်တော်တို့ကမလုံနိုင်တဲ့အချိန်ရက်တွေအရင်ကောင်းတယ်လို့ခံစားရတယ်ဒါကပါလို့ဆိုလို့လားဆိုတော့ကျွန်တော်တို့ကအာအာကျွန်တော်တို့မှ trade အမြဲတမ်းတော့မဟုတ်ဘူးဒါပေမဲ့ trading trading လုပ်တဲ့အခါမှာကျွန်တော်တို့ဆုံးဖြတ်ချက်ကအရင်ပြီးပြည့်စုံနေတယ်လို့ခံစားရတယ်ဒါပေမဲ့အဲ့ဒီပြီးပြည့်စုံတဲ့ဆုံးဖြတ်ချက်တကူချမှတ်နေတဲ့အခါမှာလည်း အဲကျွန်တော်တို့တခါလေးကြာရင်မလုတ်လိုက်တဲ့အရာတွေရှိတယ်ဗျာမထရိတ်လိုက်ရတဲ့ trade တွေရှိတယ်အဲ့လိုမျိုး trade တွေအတွက်ကိုဟိုအာအဲ့အဲ့လိုမျိုး trade တိုင်းကိုကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ဗျာကြိုက်တယ်ဗျာအဲ့ trade ကို ကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ trade ကိုမထရိတ်လိုက်မိဘူးမထရိတ်လိုက်မိတဲ့အခါမှာကျွန်တော်အဲ့ trade ကကျွန်တော်အထင်ဆုံးလို့မဖြစ်လာခဲ့ဘူးမဖြစ်လာခဲ့တဲ့အခါမှာအဲ့ဟာတွေကိုအရန်ကောင်းတယ်လို့ခံစားရတယ်ပေါ့နော်အဲဒါလည်းကျွန်တော်တို့ဟို agree or disagree ဆိုလို့ရှိရင်เนาะကျွန်တော်တို့က agree ပါ โอเคเนาะအဲ့တော့ဒီ28အချက်ကကျွန်တော်တို့ဟိုမျိုးလုံးထဲမှာမြင်တာပြောပါဆိုတော့ကျွန်တော်ဒီ trade set လိုက်တခုကကျွန်တော်တို့ဒီ trade set လိုက်ဆိုကျွန်တော်တော်တော်ကောင်းတယ်လို့ကျွန်တော်ခံစိတ်ထဲမှာခံစားပြီးတော့ကျွန်တော် trade trade ချင်နေတယ်ဗျာအဲကျွန်တော် trade ချင်ဒါပေမဲ့မ trade ဖြစ်လိုက်ဘူးအဲ့ကောင်မ trade ဖြစ်လိုက်ဘူးဒါပေမဲ့အဲ့မ trade ဖြစ်လိုက်တဲ့ trade တွေကကျွန်တော်တို့ကျွန်တော်တို့ရဲ့ထင်မြင်ထားတဲ့အတိုင်းဥမာအပေါ်ထင်ထားရဆိုရင်အပေါ်မသွားဘူးအောက်ကိုဆင်းသွားတဲ့အခါမှာ ငါဒါကျွန်တော်မထွက်ဖြစ်လိုက်ဘူးဆိုပြီးအရင်ကောင်းတယ်လို့ခံစားရဆိုရအချက်ပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်အော်ငါငါမထွက်လိုက်တာတော်သေးတယ်လို့ပါတော့အဲ့လိုမျိုးခံစားခံစားရတယ်ဆိုတော့ပြောချင်တာအဲ့တော့သဘောတူလားမတူဘူးလားဆိုရင်ကျွန်တော်ကသဘောတူပါတယ်โอเคနံပါတ်29 Now in the circle do you ever find my find yourself planning trait you never excuse and excusing trait you never plan ဆိုတော့29ကဘာလို့ဆိုလို့လဲဆိုတော့ကျွန်တော်ဘယ်တော့မှအစီအစဉ်မချထားတဲ့ trading တွေကိုလှုပ်ဆောင်လှုပ်ဆောင်ရင်းနဲ့အစီအစဉ်ချထားတဲ့ trading ကိုမလုပ်ပဲနေခဲ့တာမျိုးကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ဘူးပါသလားတဲ့ဆိုတော့မေးတာကျွန်တော်တို့အစီအစဉ်ကျွန်တော်တို့ဒါကတော့မဖြစ်မနေ trader တိုင်းကြုံအောင်ပါပါကျွန်တော်တို့ဘယ်တော့မှအစီအစဉ်မချထားတဲ့ရောင်းဝယ်တကူကိုကျွန်တော်တို့ကဝင်လိုက်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ beginner ဘဝမှာဆိုလို့ရှိရင်ကျွန်တော်နေ့တိုင်းကို trade action ယူခြင်းနဲ့အစီအစဉ်မချောက် plan မရှိဘဲနဲ့ကျွန်ဘယ်နေရာမှာပဲအဲဘယ်ဘယ်နေရာဘယ်အချိန်မှဖြစ်ဖြစ်ဝင်လိုက်မယ်ဆိုတဲ့ရောင်းဝယ်အစီအစဉ်မချထားတဲ့ကျွန်တော် trade အရေးအတွက်တွေရှိတယ်။ ဲ့လိုမျိုးရောင်းဝယ်တွေလုပ်နေရင်းထဲမှာကျွန်တော်တို့အစီအစဉ်ချတာကျွန်တော်တို့ plan strategy အတိုင်းဝင်သွားတဲ့ trade တွေရှိတယ်။အဲ့ဒီ trade တွေကိုကျွန်တော်တို့ကမလုပ်ပဲနေခဲ့တာမျိုးတွေကျွန်တော်တို့ကိုယ်တိုင်လည်းကြုံဘူးတယ်။အဲ့ဒီတော့ကြောင့်ဒီ trade ဒီမေခွန်းအတွက်ကိုဟို yes or no ဆိုလို့ရှိရင်ကျွန်တော်တို့က yes ပါ။ Okay နံပါတ်ဒါကတော့နောက်ဆုံးအချက်ပေါ့။နောက်ဆုံးအချက်ကကြတော့အော်ကျွန်တော်တို့ ငါဒီ attitude survey ရဲ့နောက်ဆုံးအချက်ပေါ့နော်နံပါတ်30ပေါ့နော် survey ရဲ့စုစုပေါင်း30ရှိရပေါ့နော် okay ဒါဒီဒီနေ့အတွက်ကနောက်ဆုံးအချက်ပေါ့ a few sentence explain i uh, why most trader either don't make money or are not able to keep what they make တဲ့စာပါဆိုတော့ဒါစာကြောင်းလေးနဲ့ကျွန်တော်နိုင်ငံရှင်းပြခိုင်းတာပါအာစာကြောင်းနိုင်ငံရှင်းပြပေးစီခြင်းပါတယ် trader အများစုကဘာကြောင့်ဒီ market မှာပတ်စံမရှာနိုင်တာလဲဆိုတဲ့အကြောင်းဒါမှမဟုတ်ရင်တို့ရထားတဲ့ပတ်စံကိုဘာကြောင့်ကျွန်တော် keep မလုပ်နိုင်လဲဆိုတဲ့အကြောင်းကိုစာအကြောင်းအနေနဲ့ရှင်းပြစေချင်တာပါအဲ့တော့ trader ကတော့မှန်တယ် trader အတိုင်းကကျွန်တော်တို့ပတ်စံမရှာနိုင်ဘူး ရှာလို့ရတဲ့ပတ်စံကိုလည်းထိမ့်သိမ့်ဖို့ပါခက်ခဲတယ်ပြန်ပြန်ပါသွားရောဗျာပြောမယ်ဆိုလို့ရှင် market ထဲမှာအဲ့ဒီဟာကိုဘာကြောင့်လဲဆိုတော့ကျွန်တော်စာကြောင်းအနေနဲ့ရှင်းပြပေးပါဆိုပြီးတော့ဩဒီမှာ attitude survey ရဲ့နောက်ဆုံးအချက်30မှာကျွန်တော်မေးထားဖြစ်ပါတယ်ဒါကတော့အဆင်ပြေသလိုဖြေလို့ရပါတယ် okay ဒါကတော့ trading in the zone ထဲမှာရှိတဲ့အဲတတိယပိုင်းပေါ့နော်တတိယပိုင်း attitude survey နောက်ဆုံးပိုင်းမှာနောက်နေ့မှာကျွန်တော်ဆက်ပြီးတော့ဆက်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်